ငငနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ10ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းအပြောင်းလဲရှိမယ်အရဝေးမှကောင်းတဲ့ချုံမယ်လူမျိုးခွဲအကျိုးပေးမယ်ငွေချင်းရင်ဆုံးမယ်ကျောင်းဝင်တောင်းဝင်ယူအာမခံရင်သူများပြဿနာကိုပြဿနာဖြစ်မယ်နေရပြောင်းလဲမှုနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမယ်။ရဝင်းနဲ့ဆက်ဆက်မှုကြိုးပမ်းမယ်။ ကောင်းသောအရက်ဝေးမှသတင်းစကားတွေကိုလက်ခံရရှိမယ်အမေဖွားတို့ကျမရဲ့ချူချမယ်အသက်ညံမရှိဘူးဥတီကျပြောင်းပြီးလောကန်ခြင်းရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်ကိုယ်ပိုင်ယက်တီကျနဲ့ရှေတုလောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်တရနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ဝေကြီးကုန်ကြများမယ် ရန်နဲ့ရှင်ပြီးလောက်ရမယ်။မြောင်းရက်ကိုတည်သွားစရာနည်းဖြစ်တတ်တယ်။မနေ့ဆယ်နေခွဲနဲ့ဆွတ်နိုင်ကြသတိရှိရမယ်။နှစ်ရက်နေ့အရာရာရှင်ပြေသောနေထားနဲ့တွတ်တက်တဲ့ခံပွင့်နဲ့ငွေချေးကံလူကန်းကံဘဝကံကောင်းခြင်းအကျိုးပေးခြင်းနဲ့ရှိမယ်။သုံးရက်နေ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေချေးကံလူကန်းကံဘဝကံတွတ်တက်မယ်။ရှင်မကြောင်မြင်ခြင်းရှိမယ်။၄ရက်နေ့မှာ ရံများမယ်တိုက်ခတ်များမယ်ပြဿနာများမယ်လူယုံဒုက္ခပေမယ်ဝိတိပေယူကိစ္စအစသတိနဲ့ရှင်းပြီးတော့အမယ်အဲ့ဒီမှာအရှိယကုတီသွားစရာတင်းရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာနေထိုင်ကြည့်ဆမ်းအမယ်၅ရည်နေမှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ် ဘဝတွတ်တယ်မယ်6ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကြောင့်မယ်9ရက်နေ့မှာရှင်ပြိုင်မှုမမြောင်မြင်မှုနဲ့တွတ်တယ်မှုတွေရရှိမယ်ဝေခြင်းကံကောင်းမယ်တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးစုတွေကောင်းချိုးပေးပြီးတော့တနင်္ဂနွေတင်းလာမွေးစုများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်ပါနိခုကိုကနန်းနေချိုးပြီးတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ ကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါသွာလာစေလမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလှူဒါနပြုပေးပါကျေးဇူးတင်ပါ